ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများအားလုံး၊ရှစ်နေခွာသားသမီးများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ချောင်းလာပိုင်းတွေအင်္ကာသားသမီးများတွေတနစာအကောင်းအဆူများကိုမျှော်ပြီးလမ်းညွှန်ဟောပြောပေးသွားမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကို အင်္ဂါသာသမီများရှိနေမယ်ကြည်နေတယ်ဆိုလို့ရှိရင်တော့အစာဆုံးလေးကြည်ပြီးသွားပါကျမအနေနဲ့မိတ်ဆွေတို့ရဲ့အကျိုးကိုလိုလားတော့ကြောင်းအသေးစိတ်ကလေးနန်းညော်အကြံပေးသွားမှာဖြစ်ပါရဲ့အင်္ဂါသာသမီများကဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့အလောက်ကိုင်းနဲ့ပတ်သက်ရင် အလုတ်ပြောင်းနေရာပြောင်းနေအထူးကောင်းပါတယ်အဲ့တော့ကိုသွားတင်တဲ့နေရာတွေကိုလိုချင်တဲ့နေရာတွေအင်တာဗျူးဖြေဆိုတာတွေကိုလျှောက်ထားတဲ့အလုပ်တွေရရှိတတ်ပါတယ်ဘုရဘူးသားသမီး အင်္ဂါသားသမီးများဟာမိမိတို့ရဲ့သားသမီးဇနီးသားသမီးများနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတွေဂုဏ်ယူစရာတွေ တည်တင်းကောင်းကြီးအဆက်မပြတ်ဇာယာတပါးအဲ့တော့ဒီ6လပိုင်းမှာဆိုရင်မိမိတို့ရဲ့လုပ်ငန်းမှာအောက်လက်ငယ်သားတွေညားစွာ အကျိုးကျေးဇူးသူတို့အတွက်ရရှိတတ်ပါတယ်။အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့လေခံစားရတတ်ပါတယ်။အဲ့တော့အောက်လက်ငယ်သားမိမိပေါ်မှာအကျိုးပြုတာ နှစ်ဦးနှစ်ဖက်စေတနာမြင့်တာကြီးနားလည်မှုရှိတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အင်္ဂါသားသမီးများဘာသာရေးနဲ့ပတ်သက်တဲ့ကိုယ်ပွဲစရာပုံတော်တွေလည်းဝင်လာတတ်ပါတယ်။ဖျားဘူးခရီးတွေလည်းထွက်ရတတ်ပါတယ်။နောက်တစ်ခုအင်္ဂါသားသမီးများဘာသာရေးပစ္စည်းတွေဝင်မယ်၊ရွှေဝင်မယ်၊ရဝေးရဧည့်သည်အင်ုံရောက်လာတတ်တယ်။အဝိတ်အထည်တွေ လက်ဆောင်ရရှိတတ်ပါတယ်။သုံးပတ်အတွင်းထဲမှာဝင်လာတတ်ပါတယ်။ပိုကောင်းတာကမိမိတို့ကပါဠိပြောပြောဘယ်နေရာတော့တော့လူချစ်လူခင်ပေါ်များတတ်ပါရဲ့။မျက်နာဝင်လန်းတတ်ပါတယ်။ကိုပြောဆိုတဲ့စကားကြီးအောင်မြင်တတ်ပါတယ်။အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကျံစီအောင်မြင်တတ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့ရဲရဲတင်းတင်းနဲ့စောင့်ရွက်ပြောဆိုမှုပဲ လိုအပ်ပါတယ်။အင်္ဂါသားသမီးများဒီ6လပိုင်းမှာစကားအပြောဆိုရအစအောင်မြင်တတ်ပါရဲ့။နောက်တစ်ခုအနေနဲ့အင်္ဂါသားသမီးများမိမိတို့အိမ်မှာဧည့်သည်ဒါမှမဟုတ်ရင်ကိုဝင်ဆောင်အမျိုးသမီးမိမိရဲ့ဇနီးမယားကိုဝင်ဆောင်ရတာမျိုးတွေသားသမီးရဲ့ဇနာဝင်လာတတ်ပါတယ်။ဝမ်းသာစရာတည်င်းနေကြရတတ်ပါတယ်။ ဲ့တော့အင်္ဂါသားသမီးတွေအကျိုးကျေးဇူးအထောက်ပံ့ကောင်း ဖြစ်တာကဗုဒ္ဓဘူးသားသမီးတွေကမိမိတို့ကိုအကျိုးကျေးဇူးအထောက်ပံ့ကောင်းကြီးပေးတတ်ပါတယ်။ဗုဒ္ဓဘူးသားသမီးတွေနဲ့ဆက်တူစီးပွားတွေလုပ်မဆွေးနွေးနဲ့အောင်မြင်တတ်ပါတယ်။အဓိကအင်္ဂါသားသမီးတွေရှောင်ရမှာနာမည်ထဲမှာ တောက်ကြနန်လေးအင်္ဂါနန်လေးနဲ့စက်သူစည်းဝါလုံးဝမလုံတင်ပါဘူးအဲ့လိုနေသားသမီးမျိုးတွေကိုရှောင်ဝါမှာ ဖြစ်ပါတယ်ဇီးတိမစားပါနဲ့စိတ်သားမစားပါနဲ့နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့အိမ်ချမ်းကြီးကိစ္စတွေမှာအနည်းအငယ်စိတ်တော်ကရောက်ပြီးတော့မှအောင်မြင်တတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးတွေအင်္ဂါသားသမီးတွေအကျိုးဆောင်ကြီးရှိနေတယ်ဆိုရင်နည်းနည်းလေး စိတ်ရှိရှိထားပြီးတော့စကားပြောဆိုရင်အောင်မြင်တတ်ပါတယ်ပြောဆိုပြီးတော့မှကိုယ့်ဘက်ပါအောင်ပြောမဆိုရင်လည်းအောင်မြင်တတ်ပါတယ်အစာပိုင်းမှာခက်ခဲပြီးမှနောက်ပိုင်းမှာ အောင်မြင်သွားတာကိုတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းလေးပဲအခက်အခဲရှိပါတယ်များစွာအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီလထဲမှာအိမ်တော်ကြီးတွေအချစ်ကြီးတွေလည်းကောင်းပါရဲ့ ရဝေးမှာရောက်နေတဲ့ကိုရဲ့ချစ်သူကိုရဲ့အင်္ဂါဘတ်တွေနဲ့ပြန်လည်ဆုံတွေ့ရမယ့်ကာလတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကအင်္ဂါသားသမီးတွေအပြူလူပြူဖြစ်နေတယ်ဆိုလို့ရှိရင်အင်္ဂါောင်ကြလေးရှိပါတယ်။နောက်ဦးသားလီးဆက်ခွင့်တွေရကြပါတယ်။မိဘညီကိုမောင်နှမတွေညနေသားပေးခြင်းတွေခံရတတ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာကအနက်ရောင်လုံးဝမဝေပါနဲ့။ အနဲ့ရောင်ဝတ်တဲ့နေ့စိတ်ညစ်ရတဲ့နေ့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မိမိတို့အနေနဲ့ကြိုင်ဝိုင်းဖျားမှာရေရာလေးလုပ်ပြီးပါကံမြင့်သွားအောင်။ဒါလေးကတော့ရွက်လာလေးညော့လေးကျွန်းကြာခိုင်ပန်းရည်ရွှေရင်အေးရည်ရက်ကလေးလေအကုန်စီစဉ်ပြီးသွားရင်ကြိုင်ဝိုင်းဖျားမှာမိမိတို့ရဲ့ဝိနံဖျားမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ်။ မွေးနေ့လေးမှာလှူလဲရသလိုမိမိတို့ရဲ့အလုတ်ပိတ်ရက်မှာလှူလဲရပါတယ်။နိုင်ငံရဲ့သားမှရောက်နေတဲ့လူ၊နေမှရောက်နေတဲ့လူတွေကကြိုက်ဝမ်းဖျားကိုရည်စူးပြီးတော့လှူဒန်းကတ်လှူလို့ရပါတယ်။မိမိတို့အလုတ်နေရာအိမ်နေရာနေပြီးတော့မိမိတို့အနေနဲ့အကျိုးပေးတဲ့အရာကတော့ရွှေရောင်အဝါရောင်ဖြစ်ပါတယ်။ကဲအင်္ဂါသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြေဆုံးပါစေစိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်